အဲ့ဒါကတော့ကပ္ပစ14ဘက်ကနေပြီးတော့အင်အား300လောက်နဲ့တောလန်းကနေစစ်ကြောင်းထိုးလာအဲ့လိုစစ်ကြောင်းထိုးလာလို့ဂုံကြီးကျေးရွာနာမှာ လိုင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီဘက်ကသူတို့ရဲ့ဒါပြင်မာစကန်ကုန်းကျသွားပြီးတဲ့အချိန်မှာဒီခမောက်ကုန်းတစ်ခုကျန်တယ်အဲဥစားကိုလည်းတပ်ဖွဲ့တွေဆက်ပြီးတော့တိုက်ခိုက်နေတာဖြစ်တဲ့အတွက်ဒီကုန်းကိုလည်းမကျဘူးပြီးရင်ခုနနေကန်ကုန်းကိုလည်းပြန်ရဖို့အဲပြီးရင်ဒီလမ်းပိုင်းကိုလည်းသူတို့ထိန်းချုပ်နိုင်ဖို့အတွက်ကိုအင်အား300နဲ့ထပ်ပြီးတော့ထိုးသေးတာပေါ့နော်အဲ့တော့အဲ့အင်အား300ရောတကယ်ရောက်နိုင်ပါမလားဆိုတဲ့ဟာလည်းစိတ်ဝင်စားစရာကောင်းတယ်ဘာလို့လဲဆိုတော့ရှေ့မှာဒီလောက်အင်အားအများကြီးရှိပါတယ်ဆိုတော့ဂုံးကြီးတောင်မှာ ဒါရောက်အောင်တီးထုတ်နိုင်သေးရဆိုတော့ဗျာအဲ့တော့ဒီလောက်တက်လာတဲ့အင်အားဆိုတော့ဒါခန်းစစ်တောင်မဟုတ်ဘူးဗျာအဲလှုပ်ရှားပုံစံမျိုးနဲ့လာတာဖြစ်တဲ့အတွက်ဘလောက်တေအောင်မလဲဘလောက်ထိခိုက်အောင်မလဲအဲဘလို့တောင်မှဆွဲပြေးအောင်မလဲဆိုတဲ့ဟာတွေလည်းကျွန်တော်တို့စောင့်မျှော်ရအောင်မှာဖြစ်တယ်ပေါ့နော်အဲ့တော့အာရခတ်တက်တော်နဲ့ဒါဘီဒီတက်ဖွဲ့တွေအနေနဲ့ပြန်ကြည့်မယ်ဆိုရင်လည်း နေ့စဉ်ရက်ဆက်ဒီတိုက်ပွဲတွေကိုဇက်တိုက်ဆင်နွှဲနေရတာဖြစ်တဲ့အတွက်ဒါစစ်ပန်းတာမျိုးတွေတော့ရှိနိုင်ကောင်းတယ်ပေါ့နော်အဲ့တော့ဒါမြန်မာတပ်တပ်ပြန်ပြောရမယ်ဆိုရင်ဒီဘက်ကတော်လိုင်းတပ်ဖွဲ့အနေနဲ့ကလည်းအထီးကိုက်တွေလည်းရှိတာပဲအဲ့တော့ဒါကြောင့်တော့ဒါဒီတပ်ဖွဲ့တွေရဲ့ဒါစိတ်သက်ကိုပြန်ကြည့်မယ်ဆိုရင်စိတ်သက်ကြနေတာမျိုးတော့မရှိဘူးဗျဘာလို့လဲဆိုတော့ဒဏ်ရာရတဲ့ တက်တာတာနဲ့တက်ပြီးတော့ကြိတ်အောင်မှာဘာဖြစ်လို့လဲဆိုတော့ဒီဂုံးတွေကိုတိန်းနဲ့အောင်ပွဲမှာငါလဲပါတယ်ကွာဆိုတဲ့ပုံစံမျိုးအဲအဲ့လိုမျိုးဖြစ်ဖို့အတွက်ကိုလုံးဝအားကျုံမန္တကြီးနဲ့ဒါကျင်းဝါထားတဲ့အဖွဲတွေရှိတယ်ဒါတော့မှပဲထိခိုက်တံရရထားတာနော်အဲဒါပေမဲ့လည်းလုံးဝစိတ်သက်ကတော့ကြာသွားအောင်ရှိပြီဒါပေမဲ့ ဒါလူခဏကိုအနေထားအရာဆိုရင်တော့ဗျာဒါဒီလောက်ရက်ရက်တွေအကြာကြီးပေါ့နော်ဇက်တိုက်ပြီးရင်စစ်ကောင်စီကတောက်လျှောက်ဘုံတွေကျဲ drone တွေနဲ့ကျဲပြီးရင်ဒါလက်နက်ကြီးတွေပြစ်ဒါဒီလိုမျိုးနေ့စဉ်ရက်ဆက်ကြီးရင်ဆိုင်နေရတာဖြစ်တဲ့အတွက်ပေမန့်နှဲ့နေတာတွေတော့ရှိကောင်းရှိမှာပဲပေါ့နော်အဲ့တော့အဲ့ဥစ္စာကိုခွင့်ကောင်းယူပြီးတော့စစ်ကောင်စီကနောက်ထပ်စစ်ကြောင်းတွေထပ်ပြီးတော့ဆေလွတ်နေတာမျိုးတွေကတော့ဒီနေ့ထိရှိနေတော့မယ်ပေါ့နော်အဲ့တော့တိုက်ပွဲတွေလည်းဒါပြင်းပြင်းထန်ထန်ဖြစ်ပွားနေတော့မယ်ပေါ့နော်ဒါကြောင့်စစ်ကောင်စီက ခုတို့ဆုံးရှုံးလိုက်ရတဲ့လက်လွတ်လိုက်ရတဲ့အဓိကမြန်မာစခန်းဂုံးကြီးကိုပြန်ရဖို့တို့စူးစမ်းနိုင်မလားဒီလိုမှမဟုတ်ဘဲနဲ့ဒါအာရခတက်တော့ A နဲ့ PDF တပ်ဖွဲ့တွေကဆက်လက်ပြီးတော့တို့ရဲ့စခန်းဂုံးတွေဇက်တိုက်ဇက်တိုက်သိမ်းပြီးတော့ကာဝါဆာတွေထိထပ်ပြီးချင်းချောက်နိုင်မလားဆိုတာကတော့တကယ်စိတ်ဝင်စားစရာကောင်းတယ်ဗောနော်